ဒီတစ်ချက်ထဲနဲ့လင်းနေမယားပြဿနာတော်တော်များများကိုဖြေရှင်းပေးလိမ့်မယ်ဗျ။ဒါမျိုးကတာမန်လှူဒန်းစားတွေမှာဖြစ်တတ်တယ်။မိမတယောက်ပူကြီးပူကြီးလှုပ်လာပြီဆိုရင်တေးကြတာကတိတ်မြများဆဆမတွေ့နဲ့။ဘာဖြစ်တယ်လို့ထင်တယ်လဲ။တေးကြတယ်ခင်ဗျာသူ့ကိုမချစ်လို့။နောက်တာပါ။ဒါကအဓိကဆိုပေမဲ့သူတကယ်လောလောလတ်လတ်လှူနေတာကငွေကြီးပဲဆိုရင်လက်ခံလား။ဒါနဲ့ပတ်သက်လို့ဟာတာလေးတစ်ခုပြောရမယ်ဆိုရင် ။လင်မယားနှစ်ယောက်ပေါ့ဗျာ။နားရက်လေးတစ်ခုမှာအိမ်မှာနိုင်ချက်ပြုတ်စားကြတယ်။ယောက်ျားကလည်းကူပေးရတာပေါ့။မိန်းမကယောက်ျားရေရေလေးခတ်ပေးပါဦး။နော်။ဇိုင်းလေးချပေးပါဦး။ဟင်းချက်ဖို့အသားငါးလေးခုတ်ပေးပါဦး။ချက်ဖို့ရေနော်အသားဆိုအသားထူထောင်ပြီးတော့ယောက်ျားလုပ်ပေးရတယ်။မိန်းမပါဇက်ကလည်းဟွာလေးလုပ်ပေးဒီဟာလေးလုပ်ပေးပေါ့ဗျာ။အိမ်မှာရှင်းမဲ့ရှိတယ်။ရှင်းကယောက်ျားလေးဒါတွေတော့လုတ်ပြရမှာပေါ့။ဒါပြောနေရမယ့်ကိစ္စမဟုတ်ဘူး။စသည်ရဖြစ်ပေါ့နော်။အဲ့တော့ယောက်ျားကလည်း อืมမိမပဲလေဒါတွေပဲလုပ်နိုင်ပါမလဲဆိုပြီးတော့ဘာမှမပြောပါဘူးနှုတ်ပိတ်ပြီးတော့လုပ်ပေးရှာပါတယ်ဖြစ်ပုံကအခုမှလာပါဒါနဲ့ပဲနောက်ရက်တွေကြတော့ယောက်ျားဖြစ်တဲ့သူကအလုပ်ကနေမှလာစားလဲထုတ်တယ်တခြားเนาะ income နေရာနေမှလည်းပတ်စံနေရတယ်ပေါ့ဗျာအဲ့တော့ငွေကစုပြုံဝင်လဲဝင်လာရောကျွန်တော်တို့ဘဏ်မှာသွားထုတ်ဖို့အချိန်နေပေးလာတာပေါ့မျက်နာလဲပြဆင်မလို့ content တွေလဲဖန်တီးဆင်မလို့ပဲနဲ့ဘဲသွားသွားဖုန်းသုံးဟုတ် laptop ရှင်ကိုနေ့စဉ်နိုင်ပိုင်းနဲ့ကိုယ်တိုင်ရင်းနှီးပြီးတော့ဝင်ဝင်ရှာနိုင်တဲ့ business တစ်ခုကိုသိကျင်ရင်အဆုံးထိကြည့်သွားပေးပါအချိန်10မိနစ်ခွဲနဲ့ကျွန်တော်ရှင်းပြပေးပါမယ်ဒါကတော့ကမ္ဘာငွေကြေးအပြောင်းအလဲကို trade ချင်းပဲဖြစ်ပါတယ် trade ဆိုလို့ကြောက်မသွားပါနဲ့ဘာကြောင့်လဲဆိုရင်ကမ္ဘာကြီးတစ်ခုလုံးကအဖြစ်ပြက်တွေကိုလိုက်လေ့နာနေတာမလို့ပဲနဲ့ခလေးကစားပြီးတင်ပေးလိုက်ရင် trade လုပ်ရတဲ့ခေတ်ကိုရောက်လာနေလို့ပါဟုတ်ပြီ trade လုပ်ရတဲ့ business အများကြီးတွေကမှအခိုင်အမာဆုံးဖြစ်တဲ့အယောင်းဝယ်လုပ်မဲ့ငွေကြေးအတွဲတွေရဲ့ တက်ချင်းကြာချင်းကိုကျွတင်ခမန်းပေးသလိုမှန်ကန်မှုကလည်း88.5ရာခိုင်နှုန်းရှိတယ်ဆိုရင်လူချင်းမင်းတို့စိတ်ဝင်စားမှာတေးကြပါမယ်။ဒါကတော့ 6C လို့ခေါ်တဲ့ကျွတင်ခမန်းပေးတဲ့အချက်ပြလေးဖြစ်ပါတယ်။ဒီချက်ပြလေးကမိတ်ဆွေတို့ရဲ့ platform တစ်ခုမှာငွေကြေးအတွဲကို trade match အချိန်တိုင်းဝင်နေကူညီပေးမှာဖြစ်ပါတယ်။ binary ဖြစ်တာကြောင့်ဘာမှခေါင်းစားစရာမလိုပါဘူး။ဈေးတက်မလားဈေးကျမလားနိုင်မလားရှုံမလားခမန်းပြီး trade ရုံပဲ။အနည်းဆုံးဒေါ်လာတရားကစပြီး trade လို့ရတယ်။ ငွေမသုံးချင်ဘူးဆိုရင်တော့အကောင့်ဖောက်ပြီးဒီမိုနဲ့အစမ်းစူးစမ်းကြည့်လို့ရပါတယ်။လေ့ကျင့်လို့နိုင်တယ်၊မှန်တယ်၊ကျေနပ်ပြီးဆိုမှငွေအစ်စ်နဲ့စူးစမ်းကြည့်ပါ။ဟုတ်ပြီ။ဒီလိုမျိုးရှာခြင်းကိုစဉ်းစားလာလဲဆိုရင်ဒီ 6C ရဲ့ဖုန်းနဲ့ကိုယ်တိုင်း Zoom meeting နဲ့ free training နဲ့ Telegram group မှာရှင်းပြပေးနေပါမယ်။အဲ့တော့ပေါ်မှာပေးထားတဲ့ Telegram link ကို free မှာမှာ online ရုံနဲ့ creator နဲ့ပတ်သက်လို့မေးမြန်းစဉ်းစားလို့ပြန်နေပါမယ်။ကဲ။ဘာတွေစောင့်နေကြလဲ။အမြန်ဝင်ပြီးတော့လေ့လာကြကြပါစို့။ ဲ့ဒီခါကျတော့မိမကလိုက်တယ်ဒီလိုနဲ့ဘာမှငွေထုတ်တဲ့ခါလာစာထုတ်ရလဲဆိုတော့လူကလည်းများတန်းကလည်းစီးအဲ့ဒီလိုနဲ့အလှည့်ကျတော့မွန်တန်းလေးကထောင်တန်းတွေရော9000တန်းတွေရောရောပြီးတော့ငါထုတ်လိုက်တယ်ခွဲပေးထားတာပေါ့ဗျာနော်ယောက်ျားကကြည့်ပြီးတော့အာငွေကလည်းကွာထောင်တန်းတွေချီပဲတထောင်တန်းလေးလဲပေးပါလားလို့ပြောတော့ဘာဝန်တန်းကလည်းမလုပ်ပေးနိုင်အဲ့တော့မိမကလည်းထားလိုက်ဆိုတဲ့သဘောနဲ့နော်မျက်စာလေးပြပြပြီးတော့ယောက်ျား ထောင်နှံလည်းပတ်စံပါပဲလာသွားမယ်နော်ထောင်နှံကတော့မိမရဲ့ပတ်စံကတော့ဟုတ်ပါတယ်တရားတာလေးတယ်ပေါ့ရှင်ရရပါတယ်ပေးကျွန်မတဲမယ်ဆိုပြီးဘတ်ခနဲ့စလင်းဘတ်ထဲကိုပြစ်ထည့်လိုက်တယ်ပူရာကိုလည်းအိတ်နဲ့ဆွဲလာတယ်အေးကြီးကလည်းဖောင်းကြွကြွကြီးနဲ့ဆိုတော့အလေးကြီးပေါ့ဗျာဒါပေမဲ့အပြုံးတစ်ချက်မှမပြတ်ဘူးဘတ်ခနဲ့ဆိုပြီးဘန်နဲ့ထွက်လာခဲ့တယ်အဲ့တော့တဲရတာလေးတယ်လေမပြောဘူးယောက်ျားကြီးကုသေးပါအောင်ပေါ့နော်အဲ့လိုလည်းမဟုတ် အဲ့ဒါကြီးတကိုင်းကိုင်းနဲ့ဈေးထဲတောင်မှပဲပလိုက်ပါသေးတယ်။ကြောက်ကြဖြစ်သူကလည်းသိတယ်လေ။နောက်ကနေကြည့်ပြီးတော့လှုပ်ပေးထားလိုက်တယ်။အော်မိမမိမငွေများရရင်ဘလောက်လေးလေးဟန်းတော့မပြတ်ပါလားပေါ့။တကယ်ရွှေတုံးကြီးသာပေးရမယ်ဆိုရင်တော့ဘလို့နေမလဲမသိဘူးပေါ့ဗျာ။ဒါကဟာတာလေးပါ။ဆလိုချင်တာကအိမ်တော်ကြီးတစ်ခုမှာအချစ်ဆိုတာကငွေနောက်ကိုရောက်သွားကြတယ်။ငွေဟာအချစ်ကိုလှည့်စားသွားတယ်။သို့တော့ရှာနေကြရတယ်ဗျ။ မိမတရားမအီမသာဖြစ်နေလာစဉ်ဖြစ်တာနဲ့မွေးမရှိတာရဲ့ကအသေးချာပဲအဲ့တော့ခမရတို့ချစ်ပြခြင်းကလာစဉ်ပုံမှာလာစားအပ်ပါများများအပ်ပါများများရှာပါဒါဆိုရင်သူတို့ကချစ်တယ်လို့ထင်နေတာမျိုးဆိုတော့ပုံမှန်လာစားရတဲ့သူတွေအနေနဲ့ထတ်တိုးပြီးရှာဖို့ဆိုတာကတော့ခက်တာပေါ့ကိုယ်ပိုင်ချိန်မှာနားကျင်တယ်နော်တခြားအလုပ်ဆိုတာကပြောရတာလွယ်တယ်တကယ်တမ်းကျတော့နှစ်ခုသုံးခုကို physical အနေနဲ့လုပ်ဖို့ဆိုတာကမလွယ်ဘူးဆိုတော့ကျွန်တော်ယောက်ျားလေးတွေကိုယ့်ကိုယ်ကိုလည်းထိန်းနေအောင်ပဲလေ ကိုချစ်တဲ့သူတွေကိုလည်းစောင့်ရှောက်ပေးနိုင်ဖို့ကိုမိဘဆွေမျိုးညာတိเนาะစသဖြင့်ပေါ့ကိုယ်တိုင်ကရှိနေဖို့လိုတယ်မရှိရင်ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်အပေါ်ဝင်ဝင်အနေနဲ့တစ်ခုခုတော့လုပ်တော့လုပ်ရမယ်အပြင်ထွက်ပြီးလုပ်စရာလည်းမလိုတာမျိုးဆိုရင်ပိုမကောင်းဘူးလားအဲ့တော့ဘယ်နေရာပဲဖြစ်ဖြစ်လုပ်လို့ရမယ်လို့မျိုးဆိုရင်တော့ very good ပါဗျာအဲ့တော့ဒီလိုလိုမျိုးလေးတွေကတော့ okay မှအများကြီးရှိပါတယ်အဲ့တော့ social media အနေမှာအခန်းတွေရှာလို့ရတယ်ကျွန်တော်တို့လို digital money တွေလည်းရှာလို့ရပါတယ် ဲ့တော့ကိုချစ်တဲ့မိမအပြုံးမပြတ်ဖို့များများရှာပြီးများများအနိုင်ကြပါစေအမျိုးကောင်းသားတို့ရေ